ဒီလိုတွေကမက်ဆီဆိုတာကိုဖြစ်လာစေတယ်။မက်ဆီလိုပြောလိုက်ရင်ဘလုံးတော့ကမှအတော်ဆုံးကစားသမားစူပလာတွေကိုစကူးထားသူကိုယ့်ကိုချိုးနှိမ်ဆက်ဆံတတ်ပြီးပျော်ပါးပါးပဲနေတဲ့သူတို့လူတော်များများရဲ့မျိုးလုံးတွေကိုပြင်းပြင်းမိတတ်ပါလေ။ဘလုံးနယ်ပယ်မှာသူမတူတဲ့ကျွမ်းကျင်တဲ့ကစားဟန်နဲ့စိတ်နေစိတ်ထားတွေကြောင့်ပဲလူချင်းလူခင်များပြီးကဘာကျော်နေရတယ်ဖြစ်ပါလေ။ဒါတွေအကုန်လုံးကသူ့ရဲ့ငယ်ဘဝကကစားသမားဘဝခက်ခဲနေရှင်တော့အများကြီးပဲကွာနေပါလေ။ လီယိုနယ်မက်ဆီကိုအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့မှာဝေဖွားပါတယ်။နေစဉ်ကလေးကဘောလုံးပညာမှာထူးချွန်ပေမဲ့ကြီးထွားဟော်မုန်းချုပ်တဲ့တဲ့ယောဂါကိုတော့ခံစားခဲ့ရတယ်။ဒီယောဂါကြောင့်ပဲဘောလုံးသမားဖြစ်လာမှာမဟုတ်ဘူးလို့အားလုံးကသတ်မှတ်တာခံရတဲ့အပြင်ယောဂါကိုကုသဖို့လည်းသူတို့မိသားစုကငွေကြီးမတတ်နိုင်ခဲ့ပါဘူး။ဒီလိုတွေကြားထဲမှာပဲမက်ဆီကဘောလုံးကိုဆက်ကစားရင်းနဲ့73နှစ်သားရောက်တဲ့အချိန်မှာတော့စတင်ပြီးထူးခြားလာပါတယ်။စပိန်လာလီဂါကလပ်ဘာစီလိုနာအသင်းကမက်ဆီရဲ့ဘောလုံးစွမ်းရည်ကိုသဘောကျလို့စပိန်ကိုခေါ်သွားမဲ့အကြောင်းတွေရော မက်ဆီရဲ့ဟော်မုန်းယောဂါကိုကုသပေးမဲ့လူရောကန်းလန်းခံရတာပါအဲ့ဒီတော့မက်ဆီကစပိန်ကိုလိုက်သွားခဲ့ပြီးကြိုးစားအားထုတ်မှုပြင်တဲ့အလုပ်ကိုကြိုးစားခဲ့ပြီးတဲ့နောက်မှာအော်မီနာကစားသမားဘဝကိုပိုင်ဆိုင်လာပါတယ်မက်ဆီကဘာစီလိုနာအသင်းနဲ့တူစုစစ်တွေအောင်မြင်မှုတွေရခဲ့ပေမဲ့နိုင်ငံအသင်းအာဂျင်တီးနားအသင်းနဲ့တူအောင်မြင်မှုတွေသိမ့်မရစုစစ်တွေမရပဲဖြစ်နေပါတယ်ပါဝင်သမားကကမ္ဘာဖလားပွဲတိုင်းကိုပါအမေရိကပြိုင်ပွဲတွေတိုင်းမှာအစုဖလားအောင်မြင်မှုနဲ့ဝေးနေပါတယ်ဒါပေကြောင့်မယ်လူတွေကသူကနိုင်ငံအတွက်မအောင်မြင်တဲ့ကိုဘုံမရှိတဲ့လူတို့တော့ဝိုင်းပြောတာခံခဲ့ရတယ် ီလိုနဲ့2016ခုနှစ်ကိုပါအမေရိကဘောလူပွဲမှာချီလီအသင်းနဲ့တွေ့ဆုံပါတယ်။အဲ့ဒီပွဲမှာမက်ဆီကိုတိုင်ကလည်းပနယ်တီကိုဝင်အောင်မကန်နိုင်တဲ့အပြင်အာဂျင်တီးနားကလည်းချီလီကိုရှုံးခဲ့လို့ဒုတိယနေရာပဲရခဲ့ပါတယ်။အဲ့ဒီအချိန်မှာမက်ဆီကစိတ်ကြက်တွေကြာသွားပြီးငါနိုင်ငံအသင်းအတွက်ထပ်ပြီးမကစားတော့ဘူး။အနားယူတော့မယ်လို့တောင်ထုတ်ပြောလာတာပါ။အဲ့ဒီအချိန်မှာလူတွေထင်ထားတာကမက်ဆီရဲ့နိုင်ငံအသင်းဘဝပြီးဆုံးသွားပြီဆိုတာပါ။ဒါပေမဲ့နောက်ပိုင်းမှာမက်ဆီကသူ့ရဲ့စိတ်ထားကိုပြောင်းလိုက်ပြီးနိုင်ငံအသင်းအတွက်စူပါလာတွေရယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့အောင်မြင်မှုဆိုတာထက်နိုင်ငံအတွက်အလုပ်လုပ်ပေးချင်တာပါဆိုတဲ့စကားလုံးနဲ့ပြန်လာခဲ့ပါတယ်။နောက်20ခုနဲ့ကိုပါအမေရိကပြိုင်ပွဲမှာမက်ဆီရဲ့ဥဆောင်မှုနဲ့အတူဘရာဇီးမြေမှာအာဂျင်တီးနားတင်ကချန်ပီယံဖြစ်ခဲ့ပါတယ်။အဲ့ဒီဖလားကမက်ဆီရဲ့နိုင်ငံအသင်းတွေပထမဆုံးစုဖလားဖြစ်ပြီးတော့အာဂျင်တီးနားအသင်းနဲ့စုဖလားမရတဲ့ချိန်စာကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။နောက်တစ်နှစ်အကြာ2022ခုနှစ်ကာတာကမ္ဘာဖလားပြိုင်ပွဲမှာလည်းမက်ဆီကအသင်းကိုအကောင်းဆုံးဥဆောင်ခဲ့ပြီးကမ္ဘာဖလားကိုလည်းအာဂျင်တီးနားအသင်းတွေစုကူပေးခဲ့ပါတယ်။ ဒါပဲကြောင့်ပဲမက်ဆီကကရက်အသင်းမှာရောနိုင်ငံအသင်းမှာပါသူတို့တွေအားလုံးသူကူးခဲ့ပြီးကောင်းဆုံးဘောလုံးသမားဖြစ်သတ်မှတ်တာခံရတော့မှာ